အားလုံးပဲမင်္ဂလာပါ Cinema Jake Channel ကနေပြန်လည်ကြိုဆို Like ပေးကျွန်တော်ရဲ့ Page လေးကို Like Follow မလုပ်ကသေးဘူးဆိုရင်ဝင်ပြီးတော့ Like နဲ့ Follow လုပ်ဖို့အတွက်ကျွန်တော်အစကနဦးပြောချင်တယ်ကျွန်တော် Arsenal နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆွေးနွေးသုံးသပ်ချက်တွေကိုပုံမှန်အကောင်းဆုံးတင်ဆက်ပေးနေတယ်ငွေချင်းတို့ Like နဲ့ Follow လုပ်ထားလို့လုံးဝနောင်တမရစေရပါအဲ့တော့ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာကိုသွားလိုက်ရအောင်အဓိကတော့တောက်မှန်နှစ်ဖက်ပေါ့နော်ကျွန်တော်မနေ့ကဗီဒီယိုတင်ခဲ့တာကကျွန်တော်ဒီနေ့ဗီဒီယို analysis တွေကျွန်တော်နည်းနည်းလေးပြောချင်တယ် analysis ဆိုပေမဲ့ အဲကျွန်တော် data အချက်လက်တွေတိတိကျကျထုတ်ပြောမနေတော့ဘူးအာဆင်နယ်အတင်းရတောင်ပန်းတစ်ဖက်မှာလက်ရှိဖြစ်ပေါ်နေတဲ့ပြဿနာဘာရှိလဲကျွန်တော်ပြောပြမယ်အဓိကတော့ Google စကားနေစားလိုက်အာဆင်နယ်ရဲ့ပြည်သက်တွေအားလုံးရောဒီကမ္ဘာလုံးရဲ့ပြည်သက်တွေရောတော်တော်များများပါအာဆင်နယ်ရဲ့ Google စကားကိုကစားသမားကောင်းလို့သတ်မှတ်တယ်ကျွန်တော်လည်းပဲကစားသမားကောင်းလို့သတ်မှတ်တယ် data အချက်လက်တွေအရလဲ Google စကားကအကောင်းဆုံး right winger တွေထဲမှာ ဒီနှစ်မှာတော့နံပါတ်3ချိန်သေးတယ်ဒါသူ့ရဲ့တရားရတာတဲ့အခြေအနေပါညာနေတော့မှသူကအကောင်းဆုံး try နေသေးတယ်လက်ခံပါတယ်အကောင်းဆုံး try တယ်ဘာလို့အသင်းက Champion League လိုချင်တယ် Premier League Flash လိုချင်တယ်ဒီလိုဖလားတွေရယူမဲ့အသင်းမှာအကောင်းဆုံးကစားသမားပဲရှိနေတယ်ဒါပေမဲ့ဒီတဲ့ကိုကောင်းတဲ့လေကျွန်တော်မြင်တယ်ကျွန်တော်မြင်တဲ့အတွက်ကြောင့်မနက်က PSG နဲ့ပွဲကတချို့သောကစားကွက်လေးတွေကျွန်တော်ထုတ်ပြီးတော့ကျွန်တော်ပြလိုက်တယ်အဓိကတော့တချို့မဟုတ်ဘူး PSG ပွဲရဲ့တပွဲလုံးအတိုင်းဒါပထမအကြော့ပါ တပွဲလုံးတိုင်းတားရ Google Circle ဘလုံးလက်ခံပြီးတော့ပြန်ဖြန့်တဲ့ပုံစံကိုကျွန်တော်ပြန်ပြီးတော့ short clip လေးတွေကျွန်တော်ပြန်လုပ်ထားတာကျွန်တော်အဲ့ဒီဗီဒီယိုကိုကျွန်တော်တော်တော်အချိန်ပေးပြီးတော့ပြန်လုပ်ထားတာဒီကတော့မြင်စေချင်တယ်အာဆင်နယ်အသင်းရဲ့ရှုံးတဲ့ပွဲတွေအေးကြတဲ့ပွဲတွေအများစုမှာဒီဝင်းကစားသမားတွေအဓိကဘာလဲဆိုတော့အာဆင်နယ်ကစားတဲ့ဟန်ကတိုက်စစ်မှုကိုဦးတည်ပြီးဆိုတာမဟုတ်ဘူးဒီဝင်းကိုဦးတည်ပြီးဆိုတာဒါပေမဲ့ဝင်းကစားသမားတွေကဆွဲဆောင်ရည်ကိုကြည့်လိုက်မယ်ဆို ကျွန်တော်ဘယ်တော့မှလုံလောက်တယ်လို့မမြင်စာကကောင်းတယ်စာက risk မယူတဲ့ကစားသမား dribble ကိုလည်းကျွန်တော်စာကရဲ့ dribble ကိုညှင်းအားမရ dribble နဲ့ရန်ကောင်းတယ်မခံစားဒါပေမဲ့စာကကသူ့ရဲ့ speed acceleration နဲ့အတူပုံမှန် sample ဖြစ်တဲ့ body fake dribble နည်းငယ်လောက်နဲ့သူကဘောလုံးကြော်ထွက်ဖို့ကြိုးစားတဲ့ကစားသမားဖြစ်တယ်အဲ့ကနေပြီးတော့ကြော်သွားပြီးသွားလို့ရှိရင်သူဘိုးကန်တွင်းလို့ရမှာဒါမှမဟုတ်နောက်ကပါလာတဲ့ကစားသမားနဲ့သူချိန်လို့ရမှာဒါဝဲသူကစဉ်းစားတယ်ဒါလို့ တော်တော်လေးကိုမှရိုးရိုးရှင်းရှင်းပဲဆော့ခါလီကသူကိုကန်သွင်းမယ်လို့စဉ်းစားတဲ့အချိန်ကျရင်သူကန်သွင်းတဲ့ကန်သွင်းချက်တွေကအရန်ကြီးကိုဖြစ်ကလေးဆန်းနိုင်လို့ကြောခံစားရတယ်ဒါအစွန်းပြောရင် right channel ပဲဆော့နေတဲ့ဒါဘေးဒဏ်ကစားသမားဒီလိုကစားသမားတွေကတေချာပေါက်ကန်သွင်းပြီဆိုရင်ကျွန်တော်တို့ကဟိုကိုသမားရဲ့ကျွန်တော်တို့ဘယ်ဘက်ထောက်အောင်ပေါ့နော်ဒါဘောလုံးကဘယ်ဘက်ထောက်ကို cuff in cuff ကန်ရမှာပေါ့နော်အကြီးကားပေါ့ ဒီ꿰ပြီးတော့ကန်ရတဲ့ဘောလုံးလေးတွေရှိတယ်ဗျဒါကိုကျွန်တော်တို့ကကားရှော့လို့ခေါ်တယ်ဒီလားအဲ့လိုမျိုးကန်ရတယ်ဗျအဲ့တော့လမိုင်းရမယ်ကုစုတော်တော်ကောင်းတယ်စပိန်မှာလည်းသူတောက်လျှောက်ကန်တယ်ဘာစီလိုနာမှာလည်းကန်တယ်မဝင်တာလည်းအများကြီးပဲဝင်သွားတာလည်းအများကြီးပဲဒီနှစ်ကအကောင်းဆုံးတွင်းဖို့ပါဆိုရမယ်တွင်းဖို့တော့မှားနိုင်တယ်ဒါပေမဲ့စာကားကြီးကကျွန်တော်တို့ဒါမျိုးမရဒါမျိုးမှာစာကားကြီးမှာ driver မှာလည်းပဲလုံလောက်တဲ့စွမ်းဆောင်ရည်မျိုးရှိနေလို့မခံစားဘူး ဒါကျွန်တော်ရဲ့အမည်ကျွန်တော်အမည်မာတင်နယ်လီကြောင့်မပြောချင်တော့မာတင်နယ်လီကကျွန်တော်တို့အသေးအတွက်ကိုအရန်ကောင်းတဲ့ကစားသမားတစ်ယောက်ကိုဖြစ်မနေခဲ့တာလက်ရှိလည်းဖြစ်မနေဘူးရင်တော့လည်းဖြစ်မနေခဲ့ကျွန်တော်လည်းတိတ်တော့တိတ်သဘောမကျဘူးအဓိကတော့အစနေအသင်းကဖလားလိုချင်တဲ့တေးကြရတယ်ဆိုရင်နေရာစုံမှာကောင်းမွန်တဲ့ကစားသမားတွေရှိနေတယ်ဒါပေမဲ့စာကာကတော့ပိုတန်ရှယ်ရှိသူ့ရဲ့ခြေစွမ်းကိုတောက်လျှောက်ထိန်းထားနိုင်တယ်ဒါပေမဲ့သူ့ရဲ့ခြေစွမ်းမှာလိုအပ်ချက်တွေရှိ ကျွန်တော်ရဲ့ clip မှာဆိုပါလိမ့်လူနိုမန်ဒက်စ်ကိုဒါ PSC နဲ့ပွဲမှာဘောလုံးယာယာစီကနေပြီးတော့ direct ပေါ်ပေးလိုက်တဲ့အချိန်မှာမန်ဒက်စ်ကိုသူကြုံမပြေးနိုင်ဟုတ်ပါတယ်လူနိုမန်ဒက်စ်ကိုဟာကင်းပြီးတော့တကယ်အကောင်းဆုံး level right back ဒါပေမဲ့ဆောက်ခါလေအကောင်းဆုံး right winger လို့ပြောလို့ရတယ်သူကြုံနိုင်နေရမှာချစ်ကိုဖြစ်လာမှာဒါဒါပေမဲ့မဖြစ်တော့ဒီလိုမဖြစ်သွားတဲ့အရာလေးတွေကလေ အိတ်ပွဲဆိုတပွဲလုံးတိုင်းတားရအချိန်ညပြန်လာကြည့်ကြည့်ကျွန်တော်တို့ရှုံးနေတယ်1စီးနဲ့ရှုံးနေတယ်ပွဲအစ5မိနစ်မှာကိုးပေးလိုက်ရ1စီးနဲ့ရှုံးနေတယ်ဒါပေမဲ့အသင်းကကစားသမားတွေကိုကြည့်လိုက်နောက်တန်းလေးမှာဟိုလေးပဲဗီဒီလေးပတ်ပြီးတောင်မန်လေးရောက်လာတောင်မန်ကစားသမားလေးရဲ့မှာဆာကာဆိုသူကကာယာကာယာကာယာလေးတဲ့ဘောလုံးသားလေးနောက်ကိုပြန်ပေးအဲ့ဒီနောက်ကနေဟိုးနောက်တန်းကိုပြန်ပေးမာတင်နယ်လေးစီပြန်ရောက်ဘာလို့လဲဘာလို့လဲနိုင်နေတာလားကိုအသင်းက အိမ်ဝင်းပါဗျာအိမ်ဝင်းပါအဲ့ဟာကြီးကိုအနိုင်ကြီးလို့သတ်မှတ်ထားရတာဝမ်းစီးနဲ့ရှုံးနေတဲ့အနေထားအဲ့ဒါပြည့်စုံနေပွဲကျွန်တော်တပွဲပဲဗျာအချိန်ရတယ်ဆိုရင်အာဆင်နယ်ပြင်းရရှုံးခဲ့တဲ့ပွဲကြီးအကုန်လုံးပြန်ကြည့်ရှုံးခဲ့တဲ့ပွဲကြီးတည်ကြခဲ့တဲ့ပွဲကြီးပြန်ကြည့်ဘာဖြစ်နေလဲဆိုတာတွေ့တယ်အချိန်အများစုကိုတောင်ပံကစားသမားတွေနဲ့နောက်တန်းတွေနဲ့ဘောလုံးကိုကြကြကင်လာတာကြီးပြဿနာစတယ်တခြားတောင်ပံကစားသမားတွေကဘောလုံးရောက်လာပြီဆိုတော့တစ်ဖက်ကလာပြီး ကတ်ပြီးဆိုတော့သူတို့ကဘာလို့မဖြတ်ခနဲ့တမ်းပြီးလုပ်တာဒါပေမဲ့အဲ့မှာ risk ရှိတယ်နော်အဲ့လို risk ရှိတယ်ဘာလို့တစ်ဖက်ကဥမာလမိုင်းရမယ်လို့ဆိုလဲသူအကွက်ပြရင်းနဲ့ပါသွားတာကနေပြီးတော့ကောက်တော့ပြန်ပေါက်တယ်ဒါမျိုးရှိတယ်ဒါမျိုးရှိတယ်ဒါပေမဲ့အဲ့လောက်ကိုကြောက်ပြီးတော့ဘာမှမလုပ်လို့ရှိကျွန်တော်အသင်းကလုံလောက်တဲ့ level ကိုရောက်အောင်မဟုတ် risk ဆိုတာလေတခါကျရှူရတယ်အနေအများတဲ့အချိန်ဥမာဖန်တီးလိုက်ရတာမျိုးရှိတယ်ဒါပေမဲ့အဲ့ risk ကနေပြီးတော့ပြန်ရလာမယ့်အကျိုးဆက်တွေရှိတယ် ကျွန်တော်တို့ dribble ပြလိုက်မြေမြန်ဆန်ဆန်ဆုံးမြေချပြီးတော့တစ်ဖက်ကိုကျွန်တော်တို့ပြပြီးတော့ထွက်သွားလိုက်အဲ့မှာကစားသမားတွေကပါလာတယ်ပါလာပြီးဆိုတော့တခြားကကျွန်တော်တို့အသေးဘက်ကကစားသမားတွေကနေပြီးနေရာလွတ်လေးတွေရလာတယ်ဒီအရာတွေကိုအသုံးချရရင်လည်း goal လည်းဖြစ်နိုင်တယ်အဲ့လိုမလုပ်ဘဲနဲ့တစ်ဖက်အသင်းကလည်းဟို defensive ကိုတေချာလေးအထိုင်ချရတယ်ကိုအသင်းကလည်းကိုဘက်က defensive ကလုံးဝရုံးပေါင်းမရှိမချင်းဘောလုံးပတ်ပြီးနေအာမနိုင်တော့ဒီပွဲအဲ့လိုပွဲတွေဘယ်တော့မှမနိုင်အဲ့တော့ စကားကိုသဘောကျတယ်သဘောကျတဲ့အပိုင်းတပါဒါပေမဲ့တကယ်ပွဲကြီးတွေပါသူ့ဘက်ကိုဘလော့လုပ်ထားတယ်မှန်တယ်ဒါပေမဲ့သူ့မှာ chance ရှိတယ်အခွင့်အရေးတွေသူရခဲ့တယ်အဲ့ရခဲ့တဲ့အခွင့်အရေးတွေအကောင်းဆုံးအသုံးချနိုင်လို့သူလိုအပ်တယ်ပြီးလို့ရှိရင်သူ့စီမှာလိုအပ်တဲ့ dribble speed acceleration ဒါတွေကိုအားကောင်းလာဖို့အတွက်လိုအပ်တယ်ကျွန်တော်တို့ level တို့ level တို့မှာစောင့်နေမပြောဘူးအဲ့ဘက်ကနေသူကန်နေပြီးရပေါ့လို့ရှင်းပြရင်စကားကိုအဲ့နေရာမှာတော့ပူကြိုက်တယ်လို့ ခုဒီဘက်ကို right channel ကိုထုတ်ပြီးတော့သူစီရနေကိုကိုမရရအောင်ညှော်နေနေရတာတဲ့ဆိုင်သူစီရနေလာတဲ့ကျွန်တော်တို့ဖြတ်တင်ပေါ်ရင်အရင်တော့တော်တော်ကောင်းရတာအဲ့တော့အခုဆိုရင်ကျွန်တော်တို့ကဖြတ်တင်ပေါ်ကြတော့လေ तू ကညာချိန်နဲ့ तू လောက်အောင်ဖြစ်တယ်တိတ်ဆိတ်မပြေဘူးဟုတ်ပြီကျွန်တော်တို့ချိုးဝင်ကန်သွင်းကြတော့လေသူ့ရဲ့ကန်ချက်တွေကနော်တရားဒီလုံးပါမှာ2-6လောက်ပဲရှိရဗျာအတင်းရဲ့အားအထားရဆုံးဒီသားသမားစာလက်လေဒီလိုတောင်းပန်မှာဆော့တာပဲအခုစာလက်ကဒါ premium league ဖြစ်နေဆုရှင်တယ် နေဆိုတာအာကွာတယ်ဒီတာအာကွာအဲ့တော့ဒါတော့ဖြစ်စေခြင်းနဲ့စိတ်နဲ့ပြောတာစကောနေရာမှာကျွန်တော်တို့တခြားကစားသမားရှာစီရလိုလားလို့မြင်တယ်လိုပါအောင်လုံးဝမလိုဘူးနောက်ထပ်ကျွန်တော်တို့ CF တယောက်နဲ့ Martinelli နေရာမှာကစားသမားကောင်းကောင်းတယောက်မီကိုဝီလီယံတို့ဘာလို့မရဘူးဆိုရင်တော့မှတကယ်ကိုအဲ့နေရာမှာဒင်းပြချက်ပြဆော့နိုင်တယ်ကစားနောက်မို့ရင် look man တို့လိုကစားသမားမျိုးခေါ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့အတင်းတော့အများကြီး fit ဖြစ်သွားနိုင်တယ်နေထိုင်ချင် အကောင်းဆုံးအနေထားလည်းရောက်သွားနိုင်တယ်သူသတင်းထွက်နေရတော့အများကြီးပဲဘုနော် Everest Intrepid Joe Pedro Benjamin Seco Gokras ဘယ်သူပဲရောက်လာရောက်လာပါခုဟာစာကာရဲ့ဝင်းကသူ့ကို lock လုပ်ထားခံရတာလည်းပါတယ်သူကမလွတ်မလပ်ဆော့နေရတာလည်းပါတယ်ဒါပေမဲ့ကျွန်တော်ပြောနေကြတိုင်းပါပဲပွဲတစ်ပွဲမှာဘယ်သူမှတော့အလကားတက်တက်ကြီးလွတ်ပေးတော့မှာမဟုတ်ဘူးတော်တော်ညံပြင်းတဲ့အသင်းရမှာဒါအဲ့လိုမျိုးလွတ်ပေးထားလိမ့်မယ်ပုံမှန်ကျွန်တော်တို့ရင်ဆိုင်နေတဲ့အသင်းတွေခက်ခဲတဲ့အသင်းတွေကတော့ ပြပစီစီဆော့မှာပဲ HR တွေကနေပြီးတော့ထူးထူးခြားခြားလုံးပြနိုင်တဲ့ကစားသမားတွေကပိုကောင်းသွားတာပဲဂျူဝေတို့ယာမေတို့ဆိုဒါယာမေရောထားဖို့တော့ဂျူဝေဆိုကျွန်တော် PSG ပွဲကြီးပြတဲ့အချိန်ကြတော့မှသိတယ်တော်လေးကိုတန်လက်တဖြစ်တယ်ကောင်းလုံးတယ်ကောင်းလုံးတယ်အဲ့တော့စကောက်လည်းဒီထက်ပို့ပြီးတော့ level တစ်ခုရောက်စီခြင်းဒီအတွက်ကြောင့်မလို့ကျွန်တော်ဒီ video လုပ်တော့ဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနေသုံးသပ်မှုကိုတကယ်ကျွန်တော်ဘယ်လိုမျိုးမြင်လဲ ငွေကြေးတို့အမြင်အောင်လဲကိုမမရေးခဲ့ပြီးပါစာကာကလုံးဝအပြည့်စုံလို့ကစားသမားလို့ထင်တာဒါမှမဟုတ်လိုအပ်ချက်ရှိခဲ့လို့ထင်တာကျွန်တော်နောက်ထပ်ဗီဒီယိုတွေပြန်လည်ဆုံတွေ့ပါမယ်အားလုံးကျေးဇူးများကြီးတင်ပါ